အင်ဂျရာကျော်စင်ဆိုတဲ့အရှိန်ဝါဖယ်လိုက်ရင်တာမန်ရုပ်ရည်ပဲရှိရဆိုပြီးဝေဖန်ခံနေရတဲ့ပြည်သူဒရာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ချုပ်ဆိုပါရစေပြည်သူဒရာကအမှုပညာအလုံးမလုပ်သေးတဲ့အချိန်မှာတောင်းအင်ဂျရာကျော်စင်ရဲ့ PT ဥရုရဲ့သမီးဆိုတဲ့အရှိန်ဝါနဲ့လူစိတ်ဝင်စားခံနေရတာဖြစ်ပါတယ် ဒါအပြင်အင်ဒရာဂျာဆန်တို့ကပြည်သူဒရာကိုပြည်သူတိရှိကိုချမပြပဲအချိန်ကြာကြီးဥထားခဲ့ရမို့အခုလက်တလုံးမှာပို့ပြီးတော့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်ပြည်သူဒရာကဆိုရှယ်မီဒီယာလည်းမသုံးသလိုအင်တာဗျူးလည်းမဖြေပဲပွဲတချို့နဲ့သာပြည်သူရှိကိုရောက်ရှိလုပ်နေတာဖြစ်ပါတယ်ဒါအပြင်ငလင်ပေးတဲ့အချိန်မှာအင်ဒရာဂျာဆန်တို့ကသွားလူပေးရင်နဲ့သမီးဖြစ်သူပြည်သူဒရာကိုပါခေါ်သွားခဲ့တာပါပြည်သူဒရာကိုပြည်သူတိနဲ့ပထမဆုံးပေးတွေ့ပြီးတော့ချပြခဲ့ရလဲဖြစ်ပါတယ်ဒါကြောင့်မို့ ပြည်သူတို့ရဲ့အပြုမှုအသေးစိတ်ကအစလူအများကမြင်ခဲ့ရသလိုဝေဖန်မှုတွေကလည်းတောက်လျှောက်ရှိနေကြတာဖြစ်ပါတယ်ပြည်သူတို့ရဲ့မျက်လုံးနဲ့ပတ်သက်ပြီးတော့လူပြောများနေကြတာပါ ။ဒါအပြင်ပြည်သူ့ထရကပြည်ရဲ့ရဲမှာတက်တော့လေးတပုတ်ကိုလည်းတင်လာခဲ့ပါသေးတယ်။ပြည်သူ့ထရအကောင့်ကနေပြီးတော့တင်တာမဟုတ်ပဲတဲ့။ရင်းနှီးသူတူကပြည်သူ့ထရဆော့ထားတဲ့တက်တော့လေးကိုယူတင်လာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာခေစားနေတဲ့ TikTok trend တစ်ချက်တပုတ်ဖြစ်တဲ့ Pretty Little Baby တစ်ချက်နဲ့ TikTok ဆော့ထားတာဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ TikTok ကိုတခါမှမမြင်ဘူးတဲ့အတွက်ကိုအခုလို TikTok trend video လေးကိုမြင်လိုက်ရတဲ့အတွက်အားလုံးကအံ့အားသင့်နေကြတာဖြစ်ပါတယ်။ဒါအပြင်ပြည်သူတို့ကအပြင်မှာလူအများနဲ့တွေ့တဲ့အချိန်ဆိုကြောက်နေတာများပေမဲ့ TikTok ဆောတဲ့အချိန်မှာတော့အရွယ်ရောက်နေတဲ့ကောင်မလေးတွေလိုမျက်နှာမှာဟန်ပန်အပြည့်နဲ့ဖြစ်နေကြရပါ။အင်ဒရာကျော်စင်ကိုချစ်ခင်တဲ့ပရိသတ်တွေကတော့ပြည်သူတို့လေးကချက်စရာကောင်းလိုက်တာဆိုပြီးတော့ဝိုင်းဝန်းပြီးတော့ချီးကျူးနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့လူအများကတော့ပြည်သူ့ဒရာကိုချီးကျူးနေကြတဲ့သူတွေကလွန်ကဲပြီးတော့ပုံနေကြတာလို့ပြန်ဖိုက်နေကြတာဖြစ်ပါတယ်။တတော်ဆိုတဲ့အချိန်မှာပြည်သူ့ဒရာရဲ့မျက်နှာကိုအနီးကပ်မြင်ရသလိုအလားတရာကိုလည်းတိကျအကဲခတ်နိုင်ကြပါတယ်။တိကျအကဲခတ်ကြတဲ့အချိန်မှာပြည်သူ့ဒရာကထင်သလောက်လည်းမလှနေပါဘူးဆိုပြီးတော့ထင်မြင်ချက်တွေထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ပြည်သူ့ဒရာမှာအလားတရာတချို့ရှိပေမဲ့အရန်ကိုချုံမောပြီးတော့အလားရဲဆိုတာကိုလက်မခံတဲ့သူများနေတာဖြစ်ပါတယ်။ ိန်ရာဂျော်ဇင်လှပေမဲ့ပြည်သူတို့ကအိန်ရာဂျော်ဇင်လိုဟာကနေဟင်ကနေနဲ့အရှိန်ဝါပြည့်ပြည့်လှနေရမဟုတ်ဘူးဆိုပြီးတော့ထောက်ပြနေကြရလဲဖြစ်ပါရယ်အိန်ရာဂျော်ဇင်ရဲ့သမီးတာမဟုတ်ဘူးလို့ဖယ်လိုက်မယ်ဆိုရင်တော့အလာတရားက ပုံမှန်သာဖြစ်တယ်လို့ဆိုနေကြတာပါ တကယ်တော့ပြည်သူတွေကအရင်ဟင်းလာနေပါတယ်လို့အင်ဒရာဂျော်ဆင်တို့ကလည်းကြွားဝါခြင်းမရှိပါဘူးထိတ်တဲနုပညာရှင်တွေရဲ့သားသမီးတွေဖြစ်နေတာကြောင့်သာအခုလိုမျိုးပုံစံနဲ့နိုင်ရှင်ခံနေရတာဖြစ်ပါတယ်ပြည်သူတွေရဲ့မျိုးလုံးကပုံမှန်မဟုတ်ဘူးဆိုပြီးတော့စိတ်ဝိညာဉ်ရှင်တယောက်လို့တောင်မှအလွန်အကျွံကိုဆွဆွေးနေတဲ့သူတွေလည်းရှိတယ်ပြောဆိုဝေဖန်နေတဲ့သူတွေလည်းရှိပါတယ် ပြည်သူရောကအနုပညာအလုံးမလုံးတည်းရဲ့အချိန်မှတောင်းအခုလိုဝေမမှုတွေတောင်းလျှောက်ရင်ဆိုင်နေရပြီသူအနေနဲ့ဒီဥဆောင်တယောက်ဖြစ်ဖို့ဆုံးဖြတ်ကြတဲ့အချိန်ကြရင်လေလူအများကနီလန်းမျိုးစုံနဲ့ဝေဖန်ကြအောင်မှဖြစ်ပါတယ် ပြည်သူတို့အားလျောက်အခုလက်ရှိမှာပညာရေးဥသာဦးစားပေးပြီးတော့တင်ကြားနေရလေဖြစ်ပါတယ်။အင်ဒရာကျော်စင်ဆိုတဲ့အရှင်ဝါဖယ်လိုက်ရင်တမန်ရုပ်ရည်ပဲရှိရဲဆိုပြီးတော့ဝေဖန်ခံနေရတဲ့ပြည်သူတို့အပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးနှိမ့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။